ပါအခုကြတော့ဒီဒီနေ့လာပြီးတော့မျှဝေပေးခြင်းနဲ့ဗီဒီယိုလေးကြတော့ဗာလဲဆိုရင်ထိုင်းမှာရောက်နေတဲ့အမျိုးတွေပေါ့နော်အားလုံးတတိနဲ့နေကြပေါ့နော်တတိလေးထားပြီးနေပေါ့နော်တတိပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်တယ်ပေါ့နော်ဘာကြောင့်တတိပေးတာလဲဆိုလို့ရှိရင်အာကျွန်တော်တို့ညတော့အဖြစ်တော့ဒီလိုမျိုးပြဿနာကယောက်ျားလေးတွေပဲညတော့အဖြစ်ဖြစ်တာများတယ်ပေါ့နော် အခုကြတော့ မိန်ကလေးဖြစ်နေတာပေါ့နော်အဲ့ဒါကဘာဖြစ်တာလဲဆိုရင်ဒီယောက်ျားလေးတယောက်ကပေါ့နော် သူ့ကိုကြည်လို့ဆိုပြီးတော့ဒါပြစ်လိုက်တဲ့တည်င်းပေါ့နော်အဲ့ဒါကဘယ်မှာသွားပြီးတော့သူတို့ဖြစ်ကြရလဲဆိုလို့ရှိရင်ကောင်မတ်လေးကလည်းသူ့ငွေချင်းနဲ့မူကထဆိုင်မှာမူကထသွားစားတယ်အဲ့ဒီယောက်ျားလေးတောစုကလည်းမူကထဆိုင်မှာ လာပြီးတော့မူကထစားရတယ်ပေါ့နော်အဲ့ဒီလိုမျိုးမူကထစားရတဲ့အချိန်မှာ ကောင်မက်လေးကဟိုကြည့်ကြည့်အဲ့လိုမျိုးလိုက်ကြည့်တာဗောနော်အဲ့လိုမျိုးလိုက်ကြည့်တယ်အဲ့လိုမျိုးလိုက်ကြည့်တဲ့အခါကျတော့အဲ့ဒီကောင်လေးကသူ့ကိုဘာဖြစ်လို့ကြည့်တာလဲဆိုပြီးတော့မှအာသူ့ကိုဘာဖြစ်လို့ကြည့်တာလဲဆိုပြီးသူ့ကိုကြည့်တာကိုသူမကျေနပ်ဘူးဆိုပြီးတော့အဲ့ဒီကောင်မက်လေးကိုအာအမြင်ကတ်တဲ့ပုံစံမျိုးနဲ့ခဏခဏကြည့်တာဗောနော်အဲ့လိုမျိုးအမြင်ကတဲ့ပုံစံမျိုးနဲ့ခဏခဏကြည့်တော့ကောင်မက်လေးကရိမ့်မိတယ်ပေါ့နော်ရိမ့်မိတဲ့အခါကျတော့ကောင်မက်လေးက သူ့တငယ်ချင်းကိုပြောတာဗောနော်ပြန်ရအောင်ဗောနော်ဒီလူကသူ့ကိုမကျေနပ်တဲ့ပုံစံမျိုးနဲ့ခဏခဏကြည်နေတယ်ဗောနော်အဲ့လိုမျိုးဆိုတော့အဲ့ဒီမှာအဲ့လိုမျိုးကြည်နေတဲ့ကြည်တဲ့ကြည်တဲ့အခါမှာအဲ့လိုမျိုးဆိုတော့ comment လေးကရိပ်မိပြီးတော့သူကအာပြန်မယ်ဗောနော်အဲ့လိုမျိုးပြန်ရတာဗောနော်ပြန်ကြတဲ့အခါကျတော့အဲ့ဒီကောင်လေးကမကျေနပ်လို့အာနောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီးတော့၃ချက်ပြစ်လိုက်တာဗောနော် သုံးချက်ပြလိုက်တဲ့ခါကျတော့ကောင်းမန့်လေးကိုမှန်ပြီးတော့ကောင်းမန့်လေးကအာဆိုင်ကဘောပြုတ်ချပြီးတော့အာခါတယ်ဟိုဘယ်လိုပြောမလဲခါတယ်ချိတ်ကုန်ကန်ကုန်သွားတယ်ပေါ့နော်အဲ့လိုပဲကျွန်တော်ပြောရမယ်နော်ဘာဖြစ်လဲဆိုတော့ဒီစီမင်းစီကန်းအနေနဲ့ညှိသွားမှာစိုးလို့ပေါ့နော်အဲအကြောင်းမို့လို့ကောင်းမန့်လေးကအဲ့ဒီမှာပဲခါတယ်ပြုတ်ချရတာ ਨੇ ဒီခါတယ်သူ့ရဲ့အချိန်သူကန်ကုန်သွားပြီပေါ့နော်ကန်ကုန်သွားတဲ့အခါကျတော့နားလည်မယ်လို့ထင်ပါတယ်ပေါ့နော်အာ ပြောလဲမှန်တိုင်းပြောလို့ရှိရင် ပြောလို့မရဘူးပေါ့နော်အဲဒါကြောင့်မလို့ကံကုန်သွားတယ်ပေါ့ကောင်မလေးကအဲ့လိုမျိုးဒါကြောင့်မလို့ပြောချင်တာကများသောအားဖြင့်ကျွန်တော်တို့ကကျွန်တော်တို့မြန်မာပြည်သားတွေအနေနဲ့အတိုင်းမှာရှိနေတယ်ဆိုလို့ရှိရင်အာဟိုကြီးတီကြီးလိုက်မကြည့်နဲ့များသောအားဖြင့်ကျွန်တော်တို့ယောက်ျားလေးတွေက ပို့ဆိုးတယ်များသောအားဖြင့်ကျွန်တော်တို့ယောက်ျားလေးတွေကပို့ဆိုးတယ် အာအဲ့လိုမျိုးပေါ့ကောင်းမန့်လေးချောတယ်ဒီကောင်းမန့်လေးချောတယ်အဲ့လိုမျိုးလိုက်ကြည့်တာပေါ့အဲ့လိုမျိုးတွေကြည့်တာတွေကိုသတိထားပါလို့ပြောချင်ပါတယ်ပေါ့နော်အာအခုလိုမျိုးဖြစ်တဲ့ပုံစံမျိုးဆိုလို့ရှိရင်ဒါနှစ်ခါသုံးခါတောင်မှကျွန်တော်ကြားနေရပြီပေါ့နော် အခုကြားရင်ဒါကောင်းမန့်လေးကနေမှအဲ့လိုမျိုးကြီးမိတာပေါ့နော်ကြီးကြီးနော်ယောက်ျားလေးကကြည့်ရတာမဟုတ်ဘူးเนาะကြည့်မိရတာမဟုတ်မိန်းကလေးကအဲ့ဒီယောက်ျားလေးကိုကြည့်မိသွားတာပေါ့เนาะအဲ့ဒါကိုမကျေနပ်လို့အဲ့လိုမျိုးလောက်တာပေါ့เนาะ အဲ့ဒါကြောင့်မို့လို့ကြည်တာတွေလည်းတတိထားပြီးကြည်ကြပါလို့အာပြောရရင်ကိုကလူရှုပ်ရှုပ်လူထူထပ်တဲ့နေရာမျိုးတွေမှာအဲ့လိုမျိုးစတောက်ဆိုင်တို့ထားပါဆိုဘာတို့ဘာတို့အဲ့လိုမျိုးလူရှုပ်ရှုပ်နေတဲ့ခါဆိုမျက်စိတဆုံးတောင်မှကြည်လို့မရတဲ့ပုံစံမျိုးဖြစ်လာပြီပေါ့နော်အဲ့ကြောင့်မို့လို့အာတတိထားပြီးတော့ ကြည့်တာလေးတွေကလည်းတတိထားပြီးဆင်ခြင်ပြီးကြည့်ကြပါလို့ပြောချင်တယ်ပေါ့နော်ဒီဗီဒီယိုဖိုင်လေးပဲဖြစ်တယ်ပေါ့နော်ဒီဖိုင်လေးမှာပဲပေါ့နော်ဒီဗီဒီယိုဖိုင်မှာဒါကြည့်ပြီးတော့ထွက်နိုင်မဖြစ်နိုင်ကိုကိုကိုဆုံးဖြတ်သွားလိုက်ပေါ့နော်ဒါဒီဗီဒီယိုဖိုင်เนี่ยတကယ်အစစ်အမှန်နေပေါ့နော်အဲ့ဒီပြစ်သွားတဲ့ ကောင်းလေးရလဲ तू อ่ะဘယ်လိုလဲဆိုရဲတွေပါရောလဲ तू อ่ะဂယုမဆိုင်ဘူးမကြောက်ဘူးဘောနော်အဲ့လိုမျိုးသူကိုဖမ်းလို့မရဘူးဘာလို့အဲ့လိုပုံစံမျိုး ਨੇ तू อ่ะပြောသွားတာဘောနော်အခုကြတော့ရဲတွေကလည်းအဲ့ဒီကောင်းလေးကိုအင်အားတုံပြီးတော့လိုက်ရှာပြီးတော့ဒါဖမ်းဝမ်းထုတ်ထားတာဘောနော်ဖမ်းဝမ်းထုတ်ပြီးတော့ဒါလိုက်ဖမ်းနေတယ်ဘောနော်အเจ้าမို့လို့အခမ်းမသိရင်ကိုယ့်ရဲ့အကြည့်တစ်ချက်ကလည်းအခုလိုမျိုးတွေကိုယ့်ရဲ့နောက်ဆုံးအချိန်တွေဖြစ်သွားနိုင်တယ်ဆိုတာကို လာပြီးတော့ပြောပြပေးတာဖြစ်ပါတယ်လို့အမှားပါလို့ရှိရင်လဲခွန်လပေါ့နော်အာခွန်လပါလို့တခါတည်းကျွန်တော်တောင်းပန်ပါတယ်ဒါကြောင့်မို့လို့ဗီဒီယိုလေးတွေကိုကြည့်ပြီးသွားလို့ရှိရင်လဲဒီဗီဒီယိုလေးကိုကတော့များများလေး share သွားပေးပါလို့ပြောချင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ခဏခါကျွန်တော်ပြောတဲ့လိုမျိုးပေါ့နော်အကြည့်တစ်ချက်ကြောင့်တချို့ကြရင်အကြည့်တစ်ချက်ကြောင့်ရင်ခုန်ရတဲ့လိုမျိုးတချို့ကြရင်အကြည့်တစ်ချက်ကြောင့်ကိုယ့်ရဲ့အချိန်တွေကုန်သွားတတ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကြည့်ရင်လဲ ကြည့်လို့ရှိရင်လည်းထိမ့်ထိမ့်သိမ့်သိမ့်လေးနဲ့ကြည့်ပါလို့ပြောခြင်းနဲ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်မှာဖြစ်ပါတယ်เนาะအားလုံးဘိုင်ဘိုင်